ကျွန်တော်ဒီနေ့ဝင်မြို့မှာကန်ခဲ့တဲ့အင်္ဂလန်ပရီးမီးယားလိပွဲစဉ်10ရဲ့ပွဲစဉ်လေးတွေကိုကျွန်တော်ပြန်ပြီးတော့တုံးသက်ကြည့်အောင်ဘယ်ပွဲစဉ်တွေကဘယ်ချိန်မှာကန်ခဲ့လဲဘယ်လို result တွေထွက်ခဲ့ပြီးတော့ဘယ်လိုမျိုးအကျိုးမြတ်တွေဖြစ်သွားခဲ့လဲဆိုတော့ဥစ္စာလေးကိုပေါ့နော် အားလုံးပဲမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေ။ Midnight Football တောက်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါရစေ။အဲကျွန်တော်ဒီဗီဒီယိုလေးကတော့ပြီးခဲ့တဲ့ဗီဒီယိုလေးရဲ့အဆက်ပေါ့နော်။ဒါဟိုဗီဒီယိုကြီးကအရန်ရှည်သွားမှာဆိုတော့ကျွန်တော်စနေနဲ့တနင်္ဂနွေကိုတစ်ခုစီခွဲပြီးတော့လုပ်ပြလိုက်တာဖြစ်တယ်။ဆိုတော့ဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့တနင်္ဂနွေနေ့မှာကန်ခဲ့တဲ့ England Premier League ပွဲစဉ်10ရဲ့လက်ကျန်ပွဲစဉ်3ပွဲပေါ့နော်။ဆိုတော့အဲ့ဒီပွဲစဉ်4ပွဲ ့လက်ကျန်လက်ကျန်ပွဲစဉ်၄ပွဲပေါ့နော်အဲ့ဒီ၄ပွဲကနေပြီးတော့ဘယ်တင်း result တွေကဘယ်လိုမျိုးဖြစ်ခဲ့လဲဆိုတော့ဥစားလေးကိုကျွန်တော်ဆွေးနွေးသွားမှာလည်းဖြစ်တယ်။ဆိုအထက်မှာဆိုလို့ရှိရင်တော့ဒါစနေနေ့ညတကောင်ပေါ့နော်ဒါတရင်ဝင်နေမနက်အစောပိုင်းမှာကန်သွားတဲ့ပွဲစဉ်မှာဆိုတော့မြန်မာစံတော်ချိန်ည7:00နာရီမှာကန်သွားတယ်။အဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Tottenham Hotspur နဲ့ Chelsea နဲ့ကန်ခဲ့တယ်ပေါ့နော်။ဆိုအဲ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ Chelsea တင်းကအဝေးဝင်းကလာရောက်ပြီးတော့1-0ဆိုတဲ့ result နဲ့နိုင်သွားတာဖြစ်တဲ့တကြောင်အဲ့ပွဲစဉ်မှာတော့ Chelsea တင်းရဲ့လုံးဝဒီ team management လုပ်ပြီးတော့ကစားသွားနိုင်တဲ့ပုံစံတစ်ခုကိုကျွန်တော်တို့တွေ့ခဲ့ရတယ်။အဲ့ ွဲစီကိုကျွန်တော်တည်ကြမယ်လို့ ထင်တာပေါ့နော်ပြီးတော့လက်ရှိအချိန်မှာလည်းအဖောင်နေထားကိုဘာညာကိုကြည့်မယ်ဆိုလို့ရှိရင်လည်း Chelsea ကနည်းနည်းလေးပို့ပြီးတော့အဝေးဝေးမှာတာတာဖြစ်တော့ကြောင်းအပွဲစီရင်တည်ကြနိုင်ရယ်ဒါပေမဲ့အနိုင်ပေးရမယ်ဆိုရင်တော့ကျွန်တော်တို့ Chelsea ကိုပို့ပြီးကြိုက်တယ်ဆိုတဲ့အတိုင်းပဲဒီပွဲစီရင်ကတည်ကြမယ်လို့မှန်းခဲ့ပေမဲ့တကယ်တည်းတော့ဒါ Chelsea တင်းရကတ်ပြီးတော့နိုင်သွားတယ်ဆိုရင်ညာမျိုးလေးမှာရှိရပါတော့ဒီပွဲစီရင်ကကျွန်တော်တေချာလေးကြည့်လိုက်တဲ့ပွဲဆိုတော့နှစ်သင်းကြားမှာကွာချောင်းမှုလေးအချို့ကိုကျွန်တော်တို့တွေ့ရတယ်နောက်ပိုင်းမှာဘယ်လိုဖြစ်လာလဲဆိုတော့နောက်ပိုင်းနှစ်မှာနောက်ပိုင်းနှစ်ဒီမှာဆိုလို့ရှိရင် Tottenham Hotspur အတင်းနေတဲ့ Chelsea ကိုလုံးဝ ရှင်မကစားနိုင်ဆိုတဲ့အနေအထားမျိုးတွေကိုဖြစ်လာပြီးတော့ချဲစီးတဲ့ငန်းတိုင်းပုံစံမျိုးကိုဖြစ်လာတာကတော့ဒါတိတ်ကောင်းတဲ့လက္ခဏာတော့မဟုတ်ဘူးပေါ့နော်တောမတ်စ်ဖရန့်နဲ့ဒီနေ့ပွဲစဉ်မှာအကောင်းဆုံးဟန်တယ်လုပ်သွားပေမဲ့ဘလို့ပေါ့ရှင်မကစားနိုင်ခဲ့ဘူးတခုပြောလို့ရှိတာကတော့တစ်ဖက်ကကျွန်တော်တို့ချဲစီးတဲ့ကွင်းလယ်ကစားသမားမွိုင်းဆက်ကိုင်စီတို့ကြီးကတကယ်ကိုထောင်တက်ပြီးကောင်းတာဗျာသူကနှစ်သင်းစလုံးရဲ့ကွင်းလယ်မှာအကောင်းဆုံးပဲပြီးလို့ရှိရင်လည်းချဲစီးတဲ့ တမ်ပူကွန်ထရိုးလည်းသူပဲထဲနေပြီးတော့ခံစစ်ကောတိုက်စစ်ကောလုံးဝဘန်လန့်မြောက်လိုက်ကစားပေးနိုင်တဲ့ကစားသမားဆိုတော့တော့လက်ရှိကွင်းလန်မှာဒီဒီ CDM ပေါ့နော် CDM defensive midfield ထဲမှာဘုဒ္ဓအကြိုက်ဆုံးလို့မေးတော့ကျွန်တော်ကတော့ခိုင်စီလို့လို့ပဲပြောရမှာခိုင်စီလို့ကချဲစီတဲ့ကွင်းလန်မှာတကယ်ကိုကောင်းတဲ့ကစားသမားပေါ့နော်ပြီးတော့သူ Brighton ကနေစပြီးတော့ရောက်လာကြတဲ့ချဲစီတဲ့မှာတောက်လျှောက်အသုံးတော်ခံတာပေါ့နော်ဒဏ်ရာလည်းရခဲ့တယ်ပြီးလို့ရှိရင်စွမ်းဆောင်ရည်တော်လေးကိုမြင့်အောင်တွေ့ရတော့ကြောင့်ဒီဝိဒီပွဲစဉ်မှာဆိုရင်လည်းဒီခိုင်စီတို့ရဲ့တန်ဖိုးကတကယ်ကိုကျန်းခဲ့တယ်ပေါ့နော်ပြီးတော့ဂိုးကိုလည်းသူပဲ သွင်းသွားပေးသလိုချို့ချို့တော့အပိုင်ခွင့်ရေးတွေကိုလည်းသူပဲတားဆီးသွားပြီးတော့တည်င်းလုံးရဲ့တန်ဖိုးကိုလည်းသူပဲအဓိကထိုင်းပေးသွားတာဆိုတော့ဘာပြောတကယ်ကိုကောင်းမွန်တဲ့ result တခုဖြစ်ခဲ့တယ်လို့ပဲပြောရမှာပေါ့နော်ဆိုတော့ဒီပွဲစဉ်ရဲ့အနိုင်အကြောင်း Chelsea ကတော်တင်ဟော့စ်ပွားစဉ်နဲ့တွေ့တိုင်းမှာအနိုင်ရတယ်ဆိုတော့ဥစ္စာကိုလည်းဆက်ပြီးတော့ထိန်းသိမ်းထားနိုင်သလိုအမှတ်ပေးစရာအမြင့်တနေရာကိုလည်းဆက်ပြီးတော့တက်လာခဲ့တယ်ပေါ့နော်ဒါပေမဲ့တစ်ပတ်ကစပါးသင်းရဆိုလို့ရှိရင်တော့အောက်ကိုပြန်ပြီးတော့ကျသွားတာကိုကျွန်တော်တို့တွေ့ခဲ့ရတယ်ဒါကတော့တကယ်ကိုလန်ဒန်ထားပြီးကြီးကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲပေါ့နော်ဒါပေမဲ့ဂိုးတော့နည်းနည်းလေးတော့နည်းခဲ့တယ်ဒါပေမဲ့ဂိုးနည်းပေမဲ့လည်းတော်လေးကြီးလို့ကောင်း င်းနေတဲ့ဓာတ်ကူမှာရှိတာဖြစ်တဲ့ကြောင်းဘာပြောအဆင်ပြေလို့ပဲပြောရမှာပေါ့နော်ဆိုအပွဲစဉ်ပြီးသွားတဲ့အချိန်မှာဆိုလို့ရှိရင်တော့ညည2နာရီခွဲမှာ Liverpool တင်းနဲ့ Aston Villa တင်းတို့ရင်ဆိုင်ရှင်မှန်ကစားခဲ့ကြတာပေါ့နော်အပွဲစဉ်ရဆိုလို့ရှိရင်တော့ Liverpool တင်းအင်ကွဲမှာကစားခဲ့ရတယ်ဖြစ်တယ်ဒါ MV မှာကစားခဲ့ရတယ်ပေါ့နော်ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်ကတော့ အသေးချာသွားနိုင်ခြင်းများတယ်ပြီးလို့ရှိရင်အနိုင်ပေးရမယ်ဆိုရင်ဗီလာကိုနည်းနည်းလေးပို့ပြီးကြိုက်တယ်လို့တော့ကျွန်တော်ပြောခဲ့သေးတယ်ဒါပေမဲ့မတင်မပဲနဲ့လီဗာပူးတင်းရသူတို့တင်းရဲ့ဒီပုံစံဟောင်းပြန်ဆော့လိုက်တဲ့ပုံစံလိုပဲပြောရမှာပေါ့နော်ဆိုတော့အဲ့ဒီပုံမှာဆိုလို့ရှိရင်တော့အံပြန်သွားဝင်ပြီးတော့အတင်းရခြေစွမ်းတစ်ခုပြန်ပြသွားနိုင်တာကိုကျွန်တော်တို့တွေ့ရတယ်တိုက်စစ်မှာဆိုလို့ရှိရင်လည်းဆာလာလေးကိုပြန်သွင်းသွားတယ်လို့ဒီနေ့ပွဲစဉ်မှာကွန်းလန်မှာဆိုလို့ရှိရင် graven back ပြန်ပါလာတာလေတော်တော်လေးကိုကွန်းလန်မှာ hand jet တော်တော်ညှိသွားပြီးတော့အရင်တော့လည်းဘာမှမဆိုင်တဲ့လီဗာပူးတင်းတင်းကိုကျွန်တော်ပြန်ပြီးတော့တွေ့လိုက်ရရအနေ ထားတစ်ခုမှရှိတာဖြစ်တော့ကြောင်းအစိုးရအကောင့်လို့ပြောလို့ရတယ်။ဒီနေ့ပွဲစဉ်အားလည်းကျွန်တော်ပြောခဲ့သလိုပါအာနက်စလော့ကဒီဒူးအော်တိုင်းကံမဲ့ပွဲစဉ်ဖြစ်တော့ကြောင်းသူတကုံအားဆိုင်ပြီးတော့အဒီ technical ရောဂျန်တဲ့ကစားသမား player management ဘိုင်းဒီမှာအကောင့်ဆုံးလုပ်ပြသွားနိုင်တာကိုတွေ့ရတယ်။ဒီပွဲရဲ့နိုင်ပွဲကနောက်ပွဲစဉ်တွေမှာဆက်ပြီးတော့ carry လုပ်သွားနိုင်ဖို့လည်းမျှော်လင့်ရတာပေါ့နော်။ဂျာမန် Real Madrid နဲ့ကံမဲ့ပြီးလို့ရှိရင်ဒါနောက်ပတ်စနေဒူးနဲ့မှာဆိုလို့ရှိရင်တော့ Manchester City ကို Premier League ပွဲစဉ်ပြင်ရင်ဆိုင်ရှင်များသွားရမှာလည်းဖြစ်တယ်ပေါ့နော်။ဆိုတော့အဲ့လိုနေထားရင်ဖြစ်တဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာနိုင်ပွဲက တကယ်လီဗာပူးသင်းတို့ကအဖိုးတန်တဲ့နိုင်ပွဲတွေပဲဖြစ်ခဲ့လို့ပြောလို့ရတယ်။ဘာပဲပြောတလောကလုံးကပါဟာတိရမလားတောက်ယူမဆိုင်ဘူးဆိုတာကွာဆိုပြီးတော့လှုပ်ပြလိုက်တဲ့အကွက်မျိုးနဲ့ကံပြသွားတယ်ဆိုတော့တော်လို့အဆင်ပြေရလို့ပဲပြောရမှာပေါ့နော်။ပြီးတော့ဒီနေ့ဦးနေနေညမှာဆိုလို့ရှိရင်တော့ဝက်ဆန်ယူနိုက်တက်နဲ့နျူကာဆယ်ယူနိုက်တက်နဲ့ကံခဲ့တဲ့ပွဲစဉ်တွေပဲရှိရပေါ့နော်။ဆိုတော့ဒါကတော့ဝက်ဆန်တင်းရဲ့အင်ကွင်းမှာနျူကာဆယ်လာပြီးတော့ရင်ဆိုင်ရှင်မှန်ကစားရတာလည်းဖြစ်တယ်။ဝက်ဆန်တင်းကဒီနေ့ပွဲစဉ်မှာကျွန်တော်မှန်းထားတာကဟိုကျွန်တော်ပွဲကျွန်းတဲ့ချက်မလုပ်ပေးလိုက်ဘူးဆိုရင်မယ်နျူကာဆယ်တင်းပဲတည်ကြရင်ကြမနိုင်နိုင်သွားမယ်လို့ပဲကျွန်တော်ထင်တာ။ ါမဲ့ဒီလောက်ထိ West Ham United ဂိုးပြတ်နိုင်သွားမယ်လို့မထင်တာပေါ့နော်ဒါမဲ့ဒီနေ့ပွဲစဉ်မှာဆိုလို့ရှိရင်တော့ West Ham United ကတကယ်ကိုကောင်းမွန်တဲ့ခြေစွမ်းတစ်ခုနဲ့အနိုင်ယူသွားတာကိုတွေ့ရတဲ့အတွက်ကြောင့်တကယ်ကိုချီးကျူးမိရဲ့လက်ရှိ West Ham United တင်းရဲ့နီးပြ Nuno Espirito Santos ကဘလို့နီးပြမျိုးလဲဘလို့ character ရှိရဲ့နီးပြမျိုးလဲဆိုတာကိုဒီလိုပွဲမျိုးကိုကြည့်မယ်ဆိုလို့ရှိရင်တော့သိနိုင်မယ်လို့ထင်တယ်အဲကြောင့်မလို့ Nottingham Forest အတင်းနေနဲ့တကယ်ကိုလွတ်တဲ့ငါကြီးသွားပြီဆိုတဲ့အနေအထားမျိုးမှာရှိရဲ့သူတို့ကဗျာဒီ reset တွေဆိုလို့လမ်းခွဲတာမဟုတ်ဘဲနဲ့ပိုင်ရှင်နဲ့နီးပြကြမှာအဆင်မပြေ မျိုးလိုလမ်းခွဲတာဖြစ်တဲ့ကြောင်း result ကတော့လက်ရှိချိန်မှာ Northern Forest အသင်းရဲ့အခြေအနေကိုကြည့်မယ်ဆိုရင်တော့သိလိမ့်မယ်ပြီးခဲ့တဲ့ရာသီတုန်းက Champion League လောက်ထိချင်းချောက်ခဲ့တဲ့အသင်းသင်းကအခုချိန်မှာတန်းဆင်းဆုံးမှာတန်းမစင်ရဖို့အတွက်အတကုံယုံနေရတယ်ပြီးတော့နီးပြဆိုလို့ရှိရင်လည်း Shanghai တို့မျိုးတန်းဆင်းဆုံးမယုံကျင်လို့ခန့်ထားတဲ့နီးပြမျိုးဖြစ်တဲ့ကြောင်းဒီရာသီမှာ Northern Forest ရဲ့အဓိကရည်မှန်းချက်ကတန်းမစင်ရဖို့ဖြစ်လိမ့်မယ်လို့ကျွန်တော်ကတော့ထင်တယ်အကြောင်းမလို့ Nuno SV လို့ Santos ရဲ့အရေးချင်းကဒီနေ့ပွဲစဉ်မှာဆိုတော်တော်လေးကိုပေါ်လွင်ခဲ့တယ်လို့ပြောလို့ရတယ်ဒီ Nuno Newcastle လို့အသင်းမျိုးဗျာဘဒုကိုတော့ပြောပြော ဂိုပြတ်နိုင်မလို့ပြောရင်ဘယ်သူမှယုံမှာမဟုတ်ဒါပေမဲ့တကယ်ကိုဂိုပြတ်ခြေပြတ်နဲ့အနိုင်ရသွားတာကိုတွေးရတဲ့အကြောင်းတကယ်ကိုချီးကျူးထိုက်တဲ့နီးပြတယ်မှာနူနို SPD Sandos ကိုထည့်လို့ရတယ်လို့ပြောလို့ရတယ်ဗောနော်။ तू က Premier League အတွေ့အကြုံကလည်းများတာ哦။အသင်းတွေကအများကြီးကင်ပူတယ်ဗျာ။ကျွန်တော်မှတ်မိတော့ပြောမှာဆို Wolf ကင်တယ်။ Aspa ကိုကင်တယ်။ပြီးတော့ဒီ Nottingham Forest ကိုကင်တယ်။ပြီးတော့ဒီ West Ham ကိုကင်တယ်ဆိုတော့ဒါ၄သင်းမြောက် Premier League အသင်းကိုကင်တာဆိုတော့သူ့မှာ experience တွေကလုံလောက်အောင်ကျွဲဝနေပြီလို့ပြောလို့ရတယ်။အဲကြောင့်ဒီနေ့ပွဲစဉ်မှာဆိုလဲတစ်ဖက်ကနီးပြ Eddie Howe ကြီးလဲကျန်းနေပါပါစေ哦။သူ့အနေနဲ့ ိမ်ကွင်းမှာ London Stadium မှာတော့အကောင်းဆုံးလို့ပြောသွားနိုင်တာကိုကျွန်တော်တွေ့ကြရတာပေါ့နော်နောက်ဆုံးပွဲစဉ်ကတော့တကယ့်ကို Big Match တို့ပြောလို့ရတယ်ကျွန်တော်လည်းပွဲကြုံသွားချက်လုပ်ပေးခဲ့တယ် Manchester City တင်းနဲ့ဘုံမောက်တင်းတို့ရဲ့ပွဲစဉ်ပေါ့နော်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ Manchester City တင်းကသူတို့ပွဲဆိုတဲ့ result နဲ့နိုင်သွားတယ်အာဒီပွဲစဉ်မှာကျွန်တော်ပြောတယ် Haaland ကိုမထိန်းနိုင်ဘူးဆိုရင်တော့ဒီပွဲက Haaland ပဲကိုးသွင်းပြီးတော့နိုင်သွားအောင်ပါပဲလို့ကျွန်တော်ပြောခဲ့တယ်နောက်တစ်ခုက မန်စီးတီးက pressure ရင်းနဲ့ဖြစ်နေပြီ။ pressure ရင်းနဲ့ဖြစ်နေဆိုတော့ result မကောင်းတာပါညာမဟုတ်ဘဲနဲ့ Titan challenge အတွက်ပြီးလို့ရှိရင်ကြံတဲ့ဒီပြိုင်ပွဲစုံတော့အာယုံဆိုင်ဖို့ဆိုလို့ရှိရင် Man City တင်းနေတယ်။ဒီလိုပွဲစဉ်မျိုးမှာအနိုင်ရဖို့လိုတယ်။ပြီးတော့စနေနေ့မှာလည်းကသူ့ရဲ့ပြိုင်ပွဲအသင်းညာနိုင်ထားတယ်။သူ့အရှိတုံးကကန်ခဲ့တဲ့အသင်းတွေအကုန်လုံးကလည်းအသင်းကြီးတွေတော်များနိုင်ထားတာဆိုတော့ Man City တင်းနေတယ်နိုင်ဖို့လိုတဲ့အတွက်ကြောင့်ဒီနေ့ပွဲစဉ်မှာဆိုရင်တာမန်ထက်ပို့ပြီးတော့ focus ထားပြီးတော့တေချာလေးကစားသွားတာကိုကျွန်တော်တို့တေချာဘောက်ကိုတွေးခဲ့ရတာပေါ့နော်။ဆိုတော့အဲ့ဒီဥစ္စာလေးတခုကလည်းတော်တော်လေးကိုအဆင်ပြေတယ်။ပွဲကမမှန်ဆိုင် င်းနဲ့ draw လေးကြည့်လို့ကောင်းတယ်။နှုတ်နီးပြနှစ်ဦးကြားထဲမှာလည်းဒီ technique ကအပြိုင်ဆိုင်နေလို့သွားတာကိုလည်းကျွန်တော်တို့တွေ့ရတာပေါ့နော်။အဲ့ဒါလေးကလည်း draw လေးကိုကြည့်လို့ကောင်းခဲ့တဲ့ပွဲစဉ်တွေထဲမှာဒီ Man City ပွဲကိုထဲလို့ရခဲ့တယ်ပေါ့နော်။ကိုရဇာအပြင်ဆိုလို့ရှင်တော့ Ryan Chagi ဖန်တီးပေးတဲ့နှစ်ဂိုးနဲ့ Allen Haaland ကနှစ်ဂိုးသွင်းသွားတာပေါ့နော်ဆိုတော့ဒီညမှာဆိုလို့ရှင်လဲ Chagi ကဘာပဲပြောအသင်းမှာနည်းနည်းလေးပို့ပြီးတော့ ဒံယာပြဿနာကင်းသွားပြီးတဲ့အချိန်မှာဆိုတော့အန်နဲ့ပိုဝင်လာတာကိုတွေ့ရတယ်ပြီးတော့ဟာလန်ကိုလည်းဂိုးဖန်တီးမှုတွေအများပြပြုတ်ပေးလာနိုင်တာကိုတွေ့ရတော့ကြောင့်တကယ်တော့မန်စီးတီးတင်းတော့ကိုတော့တကယ်ဟိုဒီအန်ဂိုက် ကစားသမားတယောက်ကပြန်ပေါ်လာပြီးတော့ပြန်ပြီးပြန်ကူညီပေးနေရလို့ပဲပြောရမှာပေါ့နော်။ဘာပဲပြောဖိုရန်ကြနေတဲ့အနေအထားမှာတာဂီယာတို့မျိုးလှုပ်ပေးနိုင်တယ်ဆိုတော့တော်တော်လေးအဆင်ပြေတယ်။ပြီးတော့မနေ့အာလင်ဟာလန်ကြီးကိုကျွန်တော်ပြောတယ်မထိန်နိုင်ရင်သွင်းမှာပဲဆိုတဲ့အတိုင်းပဲမနေ့ကဘလိုမောက်ဟာလန်ကြီးကိုတို့မထိန်နိုင်ခဲ့ဘူးပေါ့နော်။ဘုံမောက်နောက်တန်းနေတယ်။ဒီပွဲစဉ်မှာလည်းကျွန်တော်ပွဲချုပ်သွင်းချက်မှာလည်းပြောခဲ့တယ်။ဘုံမောက်စင်းရဲ့နောက်တန်းကြီးကလည်းအရန်ကောင်းနေမှာမဟုတ်ဘူးလို့ချုပ်ပွဲမှာ blind ပေါက်နဲ့ဖားကောက်နေတဲ့ပုံစံမျိုးတွေရှိရလို့ပြောခဲ့တဲ့အတိုင်းပဲဂိုးတွေဖိုးဖိုးဒီပွဲခွင့်ပြုခဲ့ရပြီးတော့3-1ဆိုတဲ့ result နဲ့ပြည့်ပြည့်သားပဲအနိုင်ရသွားခဲ့တယ်ပေါ့။ ော့ဆိုအဲကြောင့်ဒီပွဲစဉ်ရဲ့နိုင်ပွဲကြောင့် Manchester City တင်းနေနဲ့ဒါအမှတ်ပေးကြရဲ့အဆင့်တနည်းအောင်တော့တော်တော်များပြန်ပြီးတော့တက်လန်းလာနိုင်တာကိုတွေ့ရတယ်။လက်ရှိကျွန်တော် Top 4ကိုကြည့်မယ်ဆိုလို့ရှိရင်တော့ Arsenal တင်းကအမှတ်ပေးကြရဲ့ထိပ်ဆုံးမှာ25မှတ်နဲ့ဦးဆောင်နေတယ်ဆယ်ပွဲကစားပြီးတော့ဗောနော။ဒုတိယနာမှာဆိုတော့ Manchester City ပြန်ရောက်လာတယ်16မှတ်ရထားတာဗောနော6မှတ်အကွာပြီးလို့ရှိရင်အောက်မှာတော့ Liverpool ရှိတယ်18မှတ်ရှိတယ်။ဒါထိပ်ဆုံးကအတင်းနဲ့ဆိုရင်တော့9မှတ်အကွာပြီးလို့ရှိရင်တော့ဘုံမောက်ရှိတယ်18မှတ်ပဲဗောနော။ဆိုတော့အမှတ်ပေးစရာမှာအဲ့ဒီဒီအမှတ်ပေးကြရဲ့အဆင့် င့်3နေရာနေပြီးတော့အမှတ်ပေးကြရဲ့အဲ့ဒီအဆင့်8နေရာထိပေါ့နော်အဲ့နေရာကတင်း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 အမှတ်ကလောကမကွာသလောက်နေပါရှိရဲအဲတမက်လောက်ပဲကွာတယ်ပေါ့နော်အဲ့လိုအနေထိုင်ပြတဲ့ကြောင့် Premier League ကပြန်ဆန်မှုကဆက်ပြီးတော့ပြင်းထန်နေတော့မယ်လို့ပြောလို့ရတယ်အကြောင်းမလို့နောက်ပတ်ကံမဲ့ပွဲစဉ်တွေကြရင်ပိုပြီးပြန်ဆန်မှုပြင်းထန်လာဖို့လည်းရှိတယ်ပေါ့နော်တကယ်ရင်ကုန်နွမ်းစောင့်ကြည့်သွားမှလည်းဖြစ်တယ်တနည်းဦးနည်းကံခဲ့တဲ့ပွဲစဉ်တွေမှာဘယ်ပွဲစဉ်တွေအကြိုက်ဆုံးလဲဘယ်လိုမျိုး result တွေဖြစ်သွားတာဘယ်လိုမျိုးလေးထင်မြင်စားမိရလိမ့်ရှိလဲအဲ့ဥစ္စာလေးလို့အောက်က comment မှာဝင်ပြီးတော့မန်းငယ်ပြီးလို့ရပါတယ်ကျွန်တော်ရဲ့ ဗီဒီယိုတွေကိုကောင်းကောင်းမွန်ကြည့်ကြတယ်ဆိုလို့ရှိရင် YouTube မှာလည်းတင်ထားပေးပါတယ် YouTube မှာသွားပြီးတော့ကြည့်လို့ရပါတယ်ကျွန်တော်ရဲ့ဒီ channel ကိုကြိုင်းတယ်ဆိုလို့ရှိရင် like and subscribe like and follow နေပြီးကြည့်ကြရလို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ခုကြမှာပြန်နေဆုံးနေကြတာပါ